အားလုံးပဲမင်္ဂလာပါနော်ယခုဗီဒီယိုလေးမှာတော့ကျွန်တော်ထိုင်းနိုင်ငံရဲ့ International Laser နှစ်ခုရဲ့တစ်ခုဖြစ်တဲ့တိုဝနာဘူမိခေါ်စူပါနာဘူမိ International Airport ကနေတဆင့်ယထာစီကိုဘယ်လိုသွားရမလဲယထာဘယ်လိုစီးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဗီဒီယိုလေးရဲ့တင်ပြအကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူအဆုံးထိ Like ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်နော်ပထမဆုံးအနေနဲ့တိုဝနာဘူမိမှာတော့အလွှာ၅လရှိပြီးကျွန်တော်တို့ယထာစီမယ်ဆိုရင်တော့ကျွန်တော်တို့မြေရောက်လွှာကိုသွားရမှာဖြစ်ပါတယ်နော်ဘန်ကောက်မြို့ထဲကနေယထာစီလာမဲ့သူတွေကလည်းတိုဝနာဘူ မီရဲ့ train station ဖြစ်တဲ့မြေရောက်အလွှာမှာယထာဆက်ရောက်မှာဖြစ်ပြီးအဲ့ဒီမြေရောက်အလွှာကမှတစဉ်မိမိသွားခြင်းနဲ့အလွှာများကိုဆက်လက်ကောအသုံးပြုရသွားနိုင်ပါတယ်နော်အခြားနိုင်ငံများမှာလေယာဉ်စီလာပြီးသုနာဘုံမီကိုလေယာဉ်ဆိုင်မဲ့သူများအတွက်ကတော့ကျွန်တော်တို့နှစ်လွှာမှာလေယာဉ်ဆိုင်မှာဖြစ်ပြီးတို့နှစ်လွှာနေပြီးတော့ immigration ပြတ်အထုပ်ယူမြို့ရဲကိုယထာစီပြီးသွားမယ်ဆိုပါကကျွန်တော်တို့ဆက်လက်ကောများကိုအသုံးပြု၍မြေရောက်အလွှာကိုတွားရမှာဖြစ်ပါတယ်နော်အလွှာကိုရောက်ပြီးဆိုပါကကျွန်တော်တို့ညာဘက်ကိုချိုးတွားရမှာဖြစ်ပြီးအဲ့ဒီမှာတော့ရ ြထားတဲ့ဒီသွားတဲ့လမ်းကြောင်းကို sign book နဲ့ပြထားတာတွေ့ပါလိမ့်မယ်နော်ကျွန်တော်တို့ပုံမှန်ပြထားတဲ့အတိုင်းရှေ့ကိုလမ်းလေးနည်းနည်းလျှောက်သွားပြီးရှေ့မှာတော့ဘယ်ဘက်ကိုချိုးသွားတဲ့လမ်းလေးတင်တွေ့ပါလိမ့်မယ်အဲ့ဒီလမ်းတိုင်းချိုးသွားပြီးရှေ့သို့လမ်းလေးနည်းနည်းလျှောက်လိုက်ပါကကျွန်တော်တို့ယထာလက်မှတ်ဖြတ်တဲ့နေရာကိုတွေ့မှာဖြစ်ပြီးအဲ့ဒီမှာတော့ကျွန်တော်တို့ယထာလက်မှတ်ကိုမှန်ပေါင်းထဲမှာရှိတဲ့ယထာလက်မှတ်ဖြတ်ပြီးတဲ့ officer ဒီမှာမိမိသွားခြင်းနဲ့နေရာကိုပြော၍ငွေပေးချေမှုပြုလုပ်ပြီးထာလက်မှတ်ဖြတ်နိုင်တယ်လို့ကျွန်တော်တို့ဘေးနားမှာရှိတဲ့ဆက်များစီမှာလည်းအလွယ်တကူယထာလက်မှတ် ်ဖြစ်နိုင်ပါလေနော်ယထာလက်မှတ်ဖြတ်ပြီးပါကအဝင်ဝမှာယထာလက်မှတ်ဖြင့်စကရင်ဖတ်ပြီးစက်လေကဖြင့်နောက်ထပ်တလွာကိုထပ်မံထပ်ဆင်းရမှာဖြစ်ပြီးအဲ့ဒီအလွာမှာတစင်ကျွန်တော်တို့ယထာအလာကိုစောင့်ပြီးယထာလာပါကမိမိသွားခြင်းနဲ့မြို့ရဲကိုယထာစီ၍သွားလို့ရပါပြီနော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်ပြီး YouTube မှာကြည့်နေရဆိုရင်လည်း subscribe လေးနှိပ်ပေးဖို့မမေ့နိုင်ပါနော်